ခေါင်းကိုစောင်းလိုက်ရုံနဲ့မျက်နှာပုံစံပြောင်းလဲသွားမယ်ဂျပန်မျက်နှာဖုံး။ဒါကတော့ခေါင်းရဲ့ပုံစံကိုပြောင်းလိုက်တာနဲ့စိတ်ခံစားမှုကပြောင်းလဲသွားမယ်ဂျပန်ထုတ်မျက်နှာဖုံးမှာ။ဒီမျက်နှာဖုံးကို normal လို့ခေါ်ပြီးတော့တက်သားနဲ့ထွင်းထူထားတာပါ။မျက်နှာဖုံးတက်ထားပြီးခေါင်းကိုအထက်ကိုမောလိုက်ရင်မျက်နှာပုံစံကပြောင်းနေတဲ့ပုံစံဝန်းတာနေတဲ့ပုံစံဖြစ်သွားပါတယ်။ခေါင်းကိုအောက်ကိုစောင်းတာငုံလိုက်တာဆိုရင်တော့ဝန်းနေနေတဲ့ပုံစံငိုနေတဲ့ပုံစံဖြစ်သွားပါတယ်။ဒီလိုဖြစ်ဖို့အတွက်ဆက်ဝိုင်းဆိုင်ရာအထောက်အကူတွေနဲ့လှုပ်ထားတာမဟုတ်ပါဘူး။ ဒီလိုဖြစ်အောင်လုပ်နိုင်တာကကကျွမ်းကျင်ရလိမ့်မာသွားတဲ့ဤပြေစုံနဲ့ထွန်းထူနိုင်စွမ်းကြောင့်ပါပဲ။ဒီလို normal မျက်နှာဖုံးတွေကအမျိုးအစား60လောက်ရှိပါတယ်။လူမိန်းမယောက်ျားနှစ်ဆိုးစစ်ပြီးတော့ဝိညာဉ်စသဖြင့်များစွာရှိပါတယ်။ခစ်တဲ့နော့ဖျော်ပြပွဲတွေမှာအသုံးပြတဲ့တချို့မျက်နှာဖုံးတွေကိုတော့ရာစုနဲ့များစွာတက်တန်းရှိလာလို့ညင်းမြတ်တဲ့နိုင်ငံရတနာတွေလို့ယူဆထားကြပါဗျ။နော့မျက်နှာဖုံးတွေကိုဂျပန်ထင်းရှူသားနဲ့စနစ်တကျထွန်းထူထားတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်ရှင်။ ကြီးမိသူတိုင်းမျက်စိမခွာနိုင်အောင်ဖျက်ရတဲ့စက်ကူဘဘူးရုပ်အမှုပညာအခုမြင်နေရတာကကြီးမိသူတိုင်းကိုဆွဲဆောင်နိုင်လို့နဲ့စက်ကူဘဘူးရုပ်အမှုပညာပါဒီအမှုပညာကစက်ကူကိုအဓိကထားပြီးအသုံးပြုဖန်တီးတဲ့သုံးပတ်မြင့်အမှုပညာလက်ရာတစ်မျိုးပါစက်ကူဘဘူးရုပ်ဖြစ်ဖို့ဖျက်တောက်တာခောက်တာအလွှာလိုက်လုပ်တာကောက်ကြောင်းကောက်တာကိုေးတာစတဲ့နည်းစနစ်တွေကိုအစင်းစင်လုပ်ပြီးတိစောက်ရပါတယ်စက်ကူဘဘူးရုပ်ကအရင်ကမြင်နေကြဘဘူးရုပ်တွေလိုရုပ်သေးကြီးတွေမဟုတ်ပါဘူးမြင်နေရတဲ့အတိုင်းဘဘူးရုပ်တွေကိုဆွဲဆန့်ထုတ်လို့ရပါတယ် ပြီးတော့မူလအတိုင်းပြန်ကျုံသွားတယ်။ဒါကြောင့်ဘဘူးရုပ်ကအသက်ဝင်နေသလိုဖြစ်နေပါဗျ။သူ့ကိုဆွဲလိုက်တဲ့အခါလှိုင်းထနေတဲ့ထောင်ချီတဲ့စက်ကူအလွာတွေထွက်လာတယ်။ဒီဖန်တီးမှုကကြိမိသူတိုင်းကိုမျက်စိမခွာနိုင်အောင်ဆွဲဆောင်ထားတာပါ။စက်ကူဘဘူးရုပ်လုံးကိုလက်လုံစက်ကူ၊ရေးစေးစက်ကူ၊စံစက်ကူစသဖြင့်အမျိုးမျိုးရွေးချယ်နိုင်ပါတယ်။ကိုလုံးမဲ့ဘဘူးဒီဇိုင်းအိုင်ဒီယာပေါ်မူတည်ပြီးစက်ကူကိုအမျိုးမျိုးဖြန့်ညက်ကပ်လုပ်ရတာမို့ဖန်တီးရတာလည်းမလွယ်ကူပါဘူး။ ကဘာတဝမ်းကလူအများစုကတော့အဆက်ကူဝပူးရုပ်ထုတွေကိုဆွမ်းမစရာကောင်းတဲ့အမှုပညာဆိုပြီးတော့သဘောကျနေကြပါဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ကာစတီယာတိုင်းကိုဖြစ်နေတဲ့ကဘာအစောဆုံးကွန်ပျူတာအခုမြင်နေရတာကကာစတီယာတိုင်းနဲ့တူတဲ့ကိရိယာတစ်မျိုးပါ။ဒီကိရိယာကကဘာအစောဆုံးနဲ့ပထမအဆုံးဖြစ်လူတည်များခဲ့တဲ့ရှေးကွန်ပျူတာဖြစ်ပါတယ်။ဒီကွန်ပျူတာကိုစတင်တွေ့ရှိခဲ့တဲ့1900ခုနှစ်မှာတင်သူ့တက်တန်းကနှစ်ပေါင်း2000ကျော်ရှိနေပါပြီ။သူ့မှာကျေးတက်တုနဲ့ပြုလုပ်ထားတဲ့ဂီယာ30ကျော်ပါပါတယ်။ ဒီကွန်ပျူတာကိုဂရိနိုင်ငံကမ်းလိုတနေရာကသင်္ဘောပြတ်ထဲမှာတွေ့ရှိခဲ့တာပါရှေးလူတွေကနေချက်လာချက်တာနဲ့ဂျိုးရွှင်ရှားမှုတွေကိုဒီကရိယာနဲ့ကြိုတင်ခံမဲခဲ့ကြပါတယ်ရှင်နတ်ခဗေဒအယူဆတစ်ခုဖြစ်တဲ့ဆဲရော့ဆဝင်းကိုအကုန်ပြူပြီးတော့လုံးဝတိကျသေးကြတယ်။နေကျက်လားကျက်ချင်းကိုကြိုတင်ခံမဲ့ခဲ့ကြပါတယ်။ဒီကွန်ပျူတာကဂျိုရင်းလှူရှားမှုကိုခြေရခံပြီးအချိန်စရားတွေကိုလည်းတွက်ချက်ပေးနိုင်ပါတယ်။ဒီရှေးကွန်ပျူတာကိုဆက်နာရီတွေမတီထွင်ခင်နှစ်ပေါင်းတစ်ထောင်ကျော်ကတီထွင်ခဲ့တာပါ။ဒါကိုဂရိသိပ္ပံပညာရှင်ကြီး အာကီမီဒီရဲ့နောက်လိုက်တူကပဲတီထွင်ခဲ့တာလား။ဒါမှမဟုတ်အဲ့ဒီခေတ်တုန်းကနခတ်တာဗေဒနဲ့စက်ပြင်ပညာရက်တွေမှာကြော်ကြားတဲ့နေရာတစ်ခုခုကများဒီဇိုင်းဆွဲခဲ့တာလားဆိုတာကိုတော့အတိအကျမသိကြရပါဘူး။အခုတော့ green နိုင်ငံအေသင်မြို့မှာရှိတဲ့အမျိုးသားရှင်းအောင်သူတွေသနာပြလိုက်မှာဒီကွန်ပျူတာကိုပြသထားပါဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။